MMN website ကနေမိမိနဲ့သက်ဆိုင်တဲ့အလုပ်ကိုင်းတွေဘယ်လိုရှာဖွေကြမလဲသိချင်တယ်ဆိုတော့ဒီဗီဒီယိုလေးကိုစိုက်ကြည့်လိုက်မယ်နော်ပထမဆုံးကတော့ comment မှာပေးထားတဲ့ job for myanmar national ဆိုတဲ့ဒီ website လေးကိုဖွင့်လိုက်ပါမယ်ဒါဆိုလို့ရှင်တော့ဒီမှာ MMU Myanmar Information Management Unit ဆိုပြီးတော့ပေါ်လာလိမ့်မယ်အောက်မှာသက်ဆိုင်ရာဖွဲ့စည်းရေးနဲ့သက်ဆိုင်ရာလုပ်ကိုင်းဒီနေ့ပတ်သက်တဲ့ information တွေပေါ့เนาะဒါလေးတွေပေါ်လာပါလိမ့်မယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်เนาะသူရဲ့သက်ဆိုင်ရာ job title location organization နဲ့နောက်တစ်ခုကကြတော့သက်ဆိုင်ရာဒီ deadline နေဘယ်နေ့မှာစပြီးလုပ်လို့လို့ရမယ်ဘယ်နေ့မှာ closing ဖြစ်မယ်ဆိုရယ်ဒါ information တွေကိုတွေ့ရမှာဖြစ်ပါတယ်သက်ဆိုင်ရာကိုရှာချင်တဲ့ category လိုက်လဲဒီတန်းရှာခွေလို့ရပါတယ် category အဖြစ်ဆိုလို့ရှင်တော့ဒီမှာကိုရဲ့သက်ဆိုင်တဲ့ job category လိုက်ပေါ့နော်ကိုအဲ join ချင်နောက်တစ်ခုကသက်ဆိုင်ရာ sector လိုက်ပေါ့နော်ကိုက agriculture လား education လား health လား environment လား nutrition လားဒါမျိုးစတားလိုက်လဲခွဲပြီးတော့ရှာလို့ရပါတယ်နောက်တနည်းကတော့သက်ဆိုင်ရာ rule လား intention လား junior လား mid level လားပေါ့နော်ဒါမျိုးလေးတွေလည်းရှာလို့ရပါတယ်ဒီနည်းကတော့သက်ဆိုင်ရာဖွဲ့လား ngo လား local ngo လား un အဖွဲ့အစည်းလားပေါ့နော်ဒါမျိုး critical လေးလည်းရှာလို့ရပါတယ်နောက်တစ်မျိုးကတော့ closing date ပေါ့နော်တင်ရမယ်နောက်ဆုံးရက်ဒါနည်းလည်းရှာဖွဲ့လို့ရပါတယ်အလုံးပဲတစ်ခုခုတော့ထောက်ကူပြုမယ်လို့မျှော်လင့်ပါတယ်ရှေ့ဗီဒီယိုတွေမှာလည်းပုံသဏ္ဍာန်ရစီမံချောင်းရယူတင်ဆက်ပေးမှာမို့လို့ဆက်ပြီးတော့ဆောင်ကြည့်ပေးပါဦး